ပြင်သစ်သမ္မတဟောင်းနီကိုလတ်ဆာကူစီဟာအကျဉ်းချသွားတဲ့အခါမှာပြင်သစ်သမ္မတတက်တန်းပြီးကလေးက24နှစ်ပတ်လုံသူ့ကိုလုံခြုံရေးပြီးနေတဲ့ရဲတပ်ဖွဲ့ဝင်တွေလည်းလိုက်ပါသွားခဲ့ရပါတယ်။လက်နက်ကန်ရဲအရာရှိတွေဟာဆာကူစီရဲ့အကျဉ်းခံပြီးကအခန်းမှာ12နှစ်တိုင်းစီနဲ့လုံခြုံရေးတာဝန်ယူစောင့်ကြပ်သွားမှာဖြစ်ပါတယ်။ပြင်သစ်ပြည်ထရေးဝန်ကြီးကဆာကူစီကိုဘယ်လိုချင်းချောက်မှုမျိုးကမဆိုကာကွယ်ပေးနိုင်ဖို့အခုလိုထူးခြားတဲ့အခြေအနေတွေကိုခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ူတို့အနေနဲ့အမြဲတမ်းသတိရှိနေရပါတယ်သူ့ကိုနှစ်တွင်းနဲ့ချီစောင့်ကြပြီးခဲ့တဲ့အထူးရဲတပ်ဖွဲ့ဟာအနီးကပ်ဆုံးမှာရှိနေရပါမယ်တကယ်လဲစာကူစီ ထောင်တဲကိုစရောက်ခဲ့တဲ့အချိန်ကစပြီးတော့တခြားအချင်းသားတွေကသူ့ကိုဆဲဆူတာတွေချိန်ချောက်တာတွေလုပ်ခဲ့ကြပါတယ်။ဆိုရှယ်မီဒီယာပေါ်ဗီဒီယိုတွေတက်လာပြီးတဲ့နောက်မှာသူ့အသက်အန္တရာယ်ချိန်ချောက်မှုတွေကြောင့်လူ၃ယောက်ကိုစောင့်ကြည့်နေရပါတယ်။ ဒါပေမဲ့အချင်းထောင်ဝန်တန်းတွေကတော့ထောင်ထဲကိုလက်နက်တွေယူဆောင်ခွင့်ပေးတာဟာထောင်ဝန်တန်းတွေကိုအန္တရာယ်ဖြစ်စေတယ်လို့ပြောပါတယ်။လက်နက်ကင်ရဲ့အရာရှိတွေကိုအချင်းထောင်ထဲမှာဝင်ခွင့်ပြုတာဟာအခြေခံလုံခြုံရေးစည်းမျဉ်းတွေနဲ့ဆန့်ကျင်နေပါတယ်။လူတွေကိုထောင်တွေထဲမှာလက်နက်ကင်ခွင့်မပေးတာကရိုးရှင်းတဲ့အကြောင်းပြချက်ရှိပါတယ်။ဘယ်သူကမှလက်နက်တွေကိုလုပြီးတော့မတိုက်ခိုက်နိုင်အောင်လို့ပါ။အခုတော့ကျွန်တော်တို့စီမံထောင်ဝန်တန်းတွေကိုအန္တရာယ်ဖြစ်စေတဲ့အရာရှိနှစ်ယောက်ရှိနေပါတယ်။ဒါကိုလက်ခံလို့မရပါဘူး။ ဤရဲဝင်ကြီးဌာနကတော့ဒီရဲတပ်ဖွဲ့ရဲ့အခြေအနေကိုပုံမှန်စောင့်ကြည့်အကဲဖြတ်သွားမယ်လို့ပြောကြားထားပါတယ်ခင်ဗျာ